တော်သလင်းနေပစွန်သေးတော်သလင်းမိုးကတိန်းကျိုးတယ်ချေးစာစုံနဲ့ထတ်ထူကြအောင်ပဲအခုနှစ်တော်သလင်းလာကအစောပိုင်းလာဆိုင်ရက်တွေမှာမိုးကဖြန်ဖြန်ကြပြီးလာပြည့်ရက်ကိုရောက်လို့ရောက်ခင်မှာတော့ကောင်းကင်မှာမိုးတိမ်တွေကြီးစင်လို့နေကချစ်ချစ်တော့ပူလို့နေအဲ့ဒီလိုအပူချိန်ခဲနေတဲ့နေ့လည်ရင်းအချိန်ဖောင်တော်ချောင်းစီကိုဖျက်ပြီးတတိပြည့်လော်ခတ်လာတဲ့လင်းငယ်တစ်စင်းလင်းငယ်ဥပြားစီမှာတော့ဖြင်းတစ်ပတ်စောက်ကိုကောင်းမောင်းထားပြီး လွယ်ကြီးကြီးတလုံးကိုလွယ်ထားတဲ့လူကြီးတယောက်ကအခန်းသားထိုင်နေတယ်။ခေငယ်နောက်ကျမှတော့လှော်တဲ့ကိုကင်ပြီးရေချောင်းကိုလိုက်လို့ပါပါနဲ့နဲ့ပဲလှေလုံနေတဲ့လေသားမတယောက်။ဦးလေးကိုဒီနယ်ဘက်မှာတစ်ခါမှမမြင်ဘူး။ဘယ်ကလာလို့ဘယ်ကိုသွားမှလဲ။အော်ဒါနဲ့အကျုပ်ကိုဆက်စုတယ်လို့လည်းမထင်ပါနဲ့နော်။လေသားမကစကားဆတော့လူကြီးကလှဲ့မကြည့်ပဲငါကထပ်ပိုင်းကလာတာ။ဒီနယ်ဘက်မှာစေးဖို့ဖို့စေးပင်လာစုတာဆိုပါတော့ ။အော်ဦးလေးကစီးစရာကိုဒါကြောင့်မို့ကြုံမြင်ကလေးကထင်းတော့ထင်းမိသား။အင်းမင်းပြောသလိုပဲငါကစီးစရာနေမကဘူး။အင်းအိုင်မန်တန်ရီနဲ့လက်ဖွဲ့တွေလည်းနိုင်နေဆိုတော့လူကြီးကမန်ကုန်ဝင်ပြီးပြောလိုက်တယ်။လူကြီးရဲ့စကားအဆုံးမှာတော့ဖလီသမားရဲ့မျက်နှာကအကြံတစ်ခုနဲ့ဝင်းပသွားလိမ့်ပြီ။ဟုတ်လားဟုတ်ပါဦးလေ။ဒါဖြင့်တော့ကြုံကြိုက်တော့ကြုတ်အကူကြီးတောင်းလို့ရမလား။လူကြီးကလေသမားကိုလှည့်ကြည့်လာတယ်။ ဒီအတိုင်းမှမရဘူးအခကြေးငွေနဲ့ဆိုရင်တော့ရတယ်လူကြီးကခက်ပြက်ပြက်ပြောတယ်လေသမားကရည်ကြဲကြဲလှုပ်လိုက်ပြီးအိုးရရမှာပေါ့ဦးလေးရကျုပ်တို့ကသာအစဉ်ပြောင်းလုပ်ပြီးဦးလေးတတ်မှတ်တော့ကိုရစီရမယ်အေးပြောငါဘာလုပ်ပြရမလဲအချားတော့မဟုတ်ပါဘူးဦးလေးရလာမဲ့လာပြီးနေကြရင် ကျုပ်တို့နဲ့တနေ့လုံးကရွာပြီးရှင်ပြန်ကြမယ်လေပြန်ခွဲရှိတယ်အဲ့ဒီမှာကျုပ်တို့ရဲ့ဒုက္ခရောရွာကတခါမှတိုင်းမရဘူး ဒီနေ့တော့ရချင်းတဲ့စိတ်ကလူတိုင်းမှာဖြစ်နေကြတာဗျ။အဲ့ဒါဥလိတက်တဲ့အင်းအိုင်မန်တန်လေးနဲ့ကုညီပြပါလားလို့လူကြီးကခဏစဉ်းစားဟန်ပြုလိုက်တယ်။အေးငါလှုပ်ပြီးလို့တော့ရတယ်။ဒါပေမဲ့နင်းနဲ့ပအဝင်ပြီးပြန်မဲ့သူတွေကိုပဲငါစီမံပေးနိုင်မယ်။ရတယ်ဥလိ။ဒါနဲ့ဘလို့များစီမံမှာလဲ။စီမင်းကြောင်ထိုးရမှာ။ဗျာ။ ဒီသမားကဗဇက်ဟောင်းသားနဲ့အာမေလေးပြူပြီးသူ့လက်မောင်းနှစ်ဖက်စီမှာအရင်ကထိုးဥထားတဲ့စိမေချောင်းတို့ကိုတလဲစင်ကြီးမိလိုက်ပါတော့တယ်။လီသမားချက်ပေါင်းရဲ့အိမ်စီမှာဆရာတယောက်ရောက်နေတယ်ဆိုတာနဲ့ချက်ချင်းကိုပဲလူသူတွေစုယုံပြင်းထန်လာခဲ့တယ်။အားလုံးကအိမ်ပေါ်မှာခန့်ခန့်ညီထိုင်နေတဲ့လူကြီးကိုကြည့်လို့အခဲအခါကြရင်ဗဇက်ကလည်းထင်မြင်ချက်တွေတီးတိုးစကားတွေကိုစီနေ။ဘယ်ကဆရာလဲလဲ။ငါလည်းမသိဘူးအခုမှမြင်ဘူးတာချက်ပေါင်းပြောတာတော့ ူ့လေကိုခီးသွိုင်းစည်းလောက်ကိုသူကအကူအညီတောင်းပြီးပြင်လာလိုက်တာတဲ့။ဘာအတွက်လဲ။လေပြန်ဝဲအတွက်လို့ပြောတယ်။လေပြန်ဝဲမှာတို့ရွာတိုင်းရအောင်ဆရာကြီးကအကူအညီမာတဲ့။အိုးဒါဆိုရင်တော့ဝမ်းသာကြပါဟိ။အမလေးနော်တိတ်လဲဝမ်းသာမနေနဲ့အိုးအဖိုးကရမှလုပ်ပြီးမာလို့ပြောထားတယ်။ဩရွာသူမြောက်ဒီတူပြောနေကြတဲ့စကားတွေမကြပါဘူးအိမ်ပေါ်မှာမိမိကြီးထိုင်နေတဲ့ဆရာကြီးကတူလက်ချောင်းနေနဲ့လှုပ်ရှားတွဲချက်နေရပြုတ်လိုက်ပြီးနောက ချက်ဖောင်းကိုခေါ်ပြီးကဲချက်ဖောင်းဟောဒီမင်းရဲ့ဝိုင်းထဲမှာမင်းနဲ့လှေပြိုင်ပွဲဝင်မဲ့သူတွေကိုပဲငါရှိစေချင်တယ်ပြီးရင်ဘာလို့ရှိရင်ပဲဘာလုပ်ရမယ်ဆိုတာကိုငါပြောမယ်ဆရာကြီးရဲ့စကားဆုံးမှာတော့ချက်ဖောင်းကလှေပြိုင်ပွဲဝင်မဲ့အသင်းသားတွေကို စုဝေးစေပြီးကျန်သူတို့ကိုအပြင်ထွက်စေခဲ့တယ်အဲ့ဒီနောက်မှာတော့ဆရာကြီးကအသင်းသားတွေကိုစုဝေးပြီးမင်းတို့အားလုံးဒီနေ့ကစကောင်းမှာဆေးစီရင်မယ်ဒါနဲ့မင်းတို့ကိုငါမေးမယ်အခုမင်းတို့လက်မောင်းနေမှာရှိနေတဲ့မင်းကြောင်တွေက အစီရင်နဲ့လှုပ်ထားတာမျိုးလားလူကြီးကမိတော့လှေအတင်းသားတွေကောင်းခါရမ်းကြပြီးအတင်းကိုဥဆောင်သူချက်ဖောင်းကအဲမဟုတ်ဘူးဆရာကြီးဒါကျုပ်တို့ဘာသာအမှန်အတိုင်းဖြစ်ကြည်ကောင်ထိုးထားကြတာပါလူကြီးကကောင်းကွန်ကြီးတယ်ပြီးတော့အေးကောင်းတယ်ဒါဖြင့်ငါအခုမင်းတို့စီမှာတတိယမြောက်စေးမင်းကြောင်ကိုအစီရင်နဲ့ထိုးပေးမယ်ဒီအတွက်ကိုတရားငွေ30ကျမယ်အခါချင်းဝင်ကိုကြတော့ အလုံးကမျက်လုံးပြုတ်ကုန်ကြတယ်ခေကာလာရငွေကြီးဆိုတာက မုခေမခေလောက်သာရှိနေတာငွေ30ဆိုတော့ဟိုဟိုဆရာကြီးဘာလဲမင်းတို့ကများတယ်ထင်လို့လားမဟုတ်ပါဘူးဆရာကြီးအေးငါပြောတဲ့ပမာဏကမများဘူးဘာကြောင့်လဲဆိုတော့ဒီအချိန်နေပြီတာနဲ့မင်းတို့ဆိုတာဟာငါပြောထားတဲ့စီးတွေကိုမချိုးဖောက်မရှင်းနေ့စဉ်တိုင်းစုတွေရနေတော့မှာပဲအလုံးကြီးနဲ့ကြကုန်တယ်ပြီးတော့အားရဝမ်းသာနဲ့ကျုပ်တို့သဘောတူတယ်ဆရာကြီးလောက်သာလုပ်ပြီးတော့ ချက်ပေါင်းကပြောလိုက်တယ်။အားလုံးကလည်းအားတက်သီယောဟန်နီနဲ့မျက်နှာတွေကြည်စင်ဝင်းပါလို့ညဘက်ရောက်တော့ဆရာကြီးကသူတို့ အားလုံးကိုဆေးစီရင်ပေးခဲ့တယ်။ဆေးစီရင်ပြီးနောက်တစ်နေ့မနက်မှာတော့ဆရာကြီးဆိုတဲ့သူကမှားဆရာရှိတာကိုမှားပြီးသူ့တောင်းလာတဲ့အခါချင်းဝင်ကိုယူဆောင်လို့ရွာကနေထွက်ခွာသွားခဲ့တော့တာ။လာပြီနေဖောင်တော်ဆောင်ကန်တဘူးစီမှာလူသူလေးပါအပြည့်တတ်တွေနဲ့ကြက်ပြတ်မကြအောင်စီကားတိုက်မြိုက်နေတယ်။ချောင်းတွင်းစီမှာတော့ တက်မှတ်ထားတဲ့တာလွတ်စည်းပေါ်မှာပြန်ပွဲဝင်လေတွေကစေကြီးတက်မှတ်ကလေပြန်ပွဲအသင်းသားတွေရဲ့မျက်နှာတွေက ပြန်ပွဲအတွက်စိတ်လှုပ်ရှားမှုတွေပြီးဒီလိုတန်ချွေးကြုံမှုတွေကလည်းလေများစီကအပြန်ဆိုင်ထွက်ပေါ်နေတယ်။အဲ့ဒီအချိန်ဒုကရော့ရွာရဲ့လေအသင်းသားတွေကတော့သူတို့သာအနိုင်ရမယ်ဆိုတဲ့ယုံကြည်မှုအပြင်နဲ့အခြားလေတွေကိုမထီသလိုလိုက်လံကြည့်နေတော့တာ။အတံမလန်နီကြားစီကကျဲလောင်တဲ့မောင်းနှံထွက်ပေါ်လာတယ်။ဒါကလေတွေကိုအသိမြင်ထားဖို့သတိပေးတာ။ မောင်းတဲ့ကြောင့်အတံပလန်တွေအကုန်တိတ်ကုန်တယ်။အားလုံးရဲ့အာယုံတွေကပြန်ပွဲဝင်လေလေစီမှာပဲစူရီရောက်ရှိနေကြလို့တုံးချက်စင်ပြီးထူလိုက်တဲ့မောင်းတဲ့ရဲ့အဆုံးမှာတော့ပြန်ပွဲဝင်လေတွေဟာတာလွတ်နေရစီကနေသူ့ထက်ကအလူရဲ့လှော်ခတ်ထောက်ခါကြတော့တာ။ဒုက္ခရောရာသားတွေအလွန်ပဲပျော်ရှင်နေကြတယ်။သူတို့နေစီကရာသီလိုက်ပြုတ်လောက်ကြတဲ့ပွဲတော်တွေအထဲမှာမှတော်သလင်းလာဖောင်တော်ချောင်းစီကပြုတ်လို့တဲ့လီပြန်ကခန်းနာဆုံးတဲ့အကြီးကျယ်ဆုံးပဲ။ အခုဒီနေ့ကျင်းပတဲ့လေပြိုင်ပွဲမှာတော့ပြိုင်ပွဲအလုံးမှာသူတို့ဒုက္ခရောယောဂသာစူအလုံးကိုပတ်ပြီးသိမ့်ယူခဲ့တယ်။ဒီအောင်မြင်မှုအတွက်ဒုက္ခရောယောတရားလုံးပျော်လို့မဆုံးမော်လို့မဆုံးပဲပြိုင်ပွဲဝင်တဲ့ချက်ဖောင်းတို့ရဲ့ပြောပြချက်အရတော့ဆရာကြီးရဲ့အစီအရင်ကြောင့်သူတို့အလုံးမောပန်းကြီးအလင်းမရှိခွန်အားအရာစင်ပြောင်ကြီးပမာပြန်ဝဲမှာဆွမ်းခဲ့ကြတယ်လို့ပြောပြကြတယ်။ဒါကြောင့်ပဲဖြစ်ဖြစ်ပေါ့။နေတကြောမှာတော့သူတို့ရဟန်း အခမ်းအနားဆုံးပြိုင်ပွဲကြီးမှာတမိုင်းတွင်အောင်စုတွေအကုန်လုံးသိမ်းနိုင်ခဲ့လေပြီတပတ်လောက်ကြာချက်ဖောင်းတို့လူစုလက်ပံကြောက်ရွာကငမောင်ထမ်းတော်မှာရန်ထည့်ခဲ့ကြလေပဲဒုက္ခတော်တရားလုံးအိုးအောင်နေဖြစ်သွားကြလေရန်ပွဲအစကဒီလိုရဲ့လီတန်ဝဲကအောင်ပွဲကိုအခုထိဂုံယူမဆုံးဖြစ်နေတဲ့ချက်ဖောင်းတို့လူစုက နေကျော်ပြီးတပတ်လက်ပံကြာရွာသားတွေကိုထိကပားယူဝပြောနေကြတာကစတာကြာတော့တပတ်ကရွာကန်တွေကတိပံခံနိုင်တော့တဲ့အစုံ ရိုက်ပွဲတွေဖြစ်ကြတော့တာအဲ့ဒီမှာထူးဆန်းတာကဖြစ်လာတော့တာပဲရံပွဲအစမှာတစ်ဖက်ကတရွာလုံးမိပန်းချက်ပေါင်းတို့လူစုကိုဝိုင်းရိုက်ကြတယ်ပထမတော့ချက်ပေါင်းတို့လူစုက အကြောက်အကန်ရှောင်းတိန်ကာဝယ်ကြရုံပဲဒါပေမဲ့ရံပွဲကြလာတာနဲ့ချက်ပေါင်းတို့သူတို့ကိုသူတို့တွေတစ်ဖက်ကရိုက်ပွဲမှုတွေမှာဘာမှမဖြစ်ပဲကာယသိတိပြီးနေတယ်ဆိုတာသတိထားမိလာတယ်ဒီတော့ကာယသိတိအကုန်နဲ့တစ်ဖက်ကရွာကန်တွေကိုပြန်ရိုက်လိုက်ကြတော့တာ တစ်ဖက်ကရာဂန်နေခမချက်ဖောင်းတို့ရဲ့အကြံပရန်ရိုက်ပုတ်မှုတွေကြောင့်သွေးထွက်တန်းရုပ်အလဲအကွဲပဲအဲ့ဒီမှာဘသူမှမထင်သာကြတဲ့အဖြစ်အပျက်ကိုချက်ဖောင်းတို့ပြုမှုကြတော့တာတစ်ဖက်ကရွာသားတွေစီကသွေးတွေကိုမြင်တော့ချက်ဖောင်းတို့စိတ်တွေကထိမ့်မရဖြစ်လာကြပြီးဘလူးတွေတရေတွေကလိုသွေးတွေကိုအလူရတောက်ကြတော့တာသွေးကိုတောက်လို့အာမရတော့အသားကိုလည်းကိုက်ဖဲကြတယ်သူတွေရဲ့အပြုမှုတွေကြောင့်ရွာကန်တွေမှာသွေးပြောက်ချောင်ချကုန်ကြပြီးထွက်ပြေးကြရတော့တာ ဲ့ဒီတော့မှချက်ပေါင်းတို့လူစုလဲရွာစီကိုအေးအေးလူနဲ့ပြန်လာခဲ့ကြတယ်။ဒီအဖြစ်ပြက်ကနေကြောမှာတော်မိလို့ပဲချက်ချင်းပြန့်နှံ့သွားခဲ့တော့တာပဲ။ဒုံညီနောင်နဲ့ဘိုးသိန်းကြီးတို့ခရီးဆက်ကြရင်းနဲ့ဖောင်တော်ချောင်းကိုဖျက်ဆီးဖို့ဖြစ်လာကြတယ်။ဒါနဲ့ပဲတမန်စိတ်ကိုရှာပြီးချောင်းကိုဖျက်ဆီးဖို့ပြင်တော့မနက်ပိုင်းအတွက်နောက်ဆုံးကြံတဲ့ဒစီတာမှီကြတယ်။နောက်ဆုံးတမန်ဆိုတော့တိတဲ့အတိုင်းလူတွေလဲကြိတ်ကြိတ်တိုးနေခဲ့တာပဲ။ဘိုးသိန်းကြီးနဲ့ဒုံညီနောင်တို့က တမန်ရဲ့အလဲကြီးမှနေရာရရတယ်။တမန်ဆောက်ထွက်တာနဲ့ဘိုးတိကြီးကဆိုင်းရပိုင်းရီစီမြစ်တာပို့သားလိုက်ပြီးနောက်ခန္ဓာကိုယ်လည်းတရဏဂုံတည်နေလိုက်တယ်။ဒိုးညီနောင်တို့ကတော့ရှာရှာပါပါအခုမှတမန်စည်းဘူးတာမို့အထွေအကြုံသစ်ကိုစူးစမ်းနေကြရင်ပေါ့။ဒါပြန်အခုခမားရော်ကအဲ့ဒီလူတွေဘာတွေဖြစ်ကုန်ကြတယ်လဲ။အနောက်ဘက်စီက စကားတန်းဘာကြောင့်ရတော့မဟုတ်အမှတ်မထင်နားတဲ့စီကိုဝင်ရောက်လာတဲ့စကားဖြစ်ပေမဲ့အเจ้าရာကစိတ်ဝင်စားပဲမို့ဘိုးတိကြီးနားဆွေးမိလိုက်တယ်။ ဒါဖြစ်ရမယ်ဗျာသူတို့လုပ်တဲ့အလုပ်ကအစာပိုင်းမှာကောင်းတာတွေဖြစ်ခဲ့ပေမဲ့လက်ပံကြနဲ့ရံပွဲဖြစ်ပြီးတဲ့နောက်ပိုင်းတော့လူသွေးတောက်မိခဲ့တဲ့လီလော်သားတွေအကုန်လုံးသွေးကိုမတောက်ရမနေနိုင်အောင်ဖြစ်လာကြတယ်ပြီးတော့စားတဲ့အခါမှာလည်းအသားငါးကိုအစိမ့်စားရှာတော့တာပဲအလိုတဲကြောက်ရှာပါလားဟုတ်တယ်ဗျာဒီထက်ကြောက်ရှာကောင်းတာကရဲရွာကနေသူတို့အတွက်ကိုအသားစားသွေးတောက်ဖို့အထိစီမံပေးလာရတော့တာပဲဒီလိုမှမဟုတ်ရင်အဲ့ဒီလူတွေကရံလူပြီးမင်းမင်းရလူကိုသွေးထက်တန်ယူပြရမယ်ရံမှုတော့တာ ဟာဒါဆိုတရားလုံးတို့ကိုကြောက်နေကြတော့မှာပဲอืมမှန်ပါဗျာကြောက်ရလုံးလို့ဆိုပြီးတို့ကိုချော့မော်ပြီးစိတ်ကြည်တောင်းထားနေကြတာအခုတော့ကျုပ်မျိုးတက်ဖြစ်တာတို့ကြောင့်လीတကြီးကတို့တဲ့အမဲသားထောက်ဝယ်ခိုင်းလို့ဝယ်ရတာလေရမာကတို့ကြောင့်မဲ့အသားငါးတွေရှားပါနေရပြီဒါနဲ့ဗျခမားတို့ကိုဈေးစင်ပြေးရဆိုရဆရာကြီးကပြန်မလာတော့ဘူးလားမလာတော့ပါဘူးဗျာအဲ့ဒီဆရာကြီးပြန်လာခဲ့ရင်လည်းအကောင်းသားပေါ့အခုတော့ကျုပ်တို့ရမှာအရှင်လက်လက်ငယ်ခံနေရတော့တာပဲ ဘိုးသိကြီးအနောက်ကိုလှည့်ကြည့်လိုက်တယ်အသက်50ရွယ်လူနှစ်ယောက်စကားပြောနေကြတာကြားမိတဲ့စကားတွေကသူတို့ကနေရမတူဘူးဆိုတာဘိုးသိကြီးနားလည်လိုက်တယ်ဒီကမောင်ရင်တို့ဘိုးသိကြီးကသူတို့ကိုစကားဆားလိုက်တော့အဲ့ဒီလူနှစ်ဦးစလုံးဘိုးသိကြီးကိုစူးစမ်းသလိုကြည့်လာကြတယ်အဘိုးခုနကမောင်ရင်တို့ပြောတာကိုအမှတ်မတင်နားဆွင့်မိနေတာမောင်ရင်တို့ပြောနေကြတဲ့ဖြစ်ချက်ကတင်ဆိုးရတာပဲဒါပေမဲ့ဒါကိုအဘိုးတို့များကူညီပေးနိုင်မလားလို့လေ လူနှစ်ယောက်တယောက်မျက်နှာတယောက်ကြည့်လိုက်ကြတယ်ပြီးတော့ရွာခိုင်းလို့ယူဆရတဲ့သူကဒီကဆရာကြီးကတကယ်ကူညီပြီးမှလားဒါနဲ့ဆရာကြီးကအထက်လန်းဆရာလားအော်ဒီလူမိတ်လို့စိတ်မရှိပါနဲ့နော်ဟိုကျုပ်တို့ရွာမှာဖြစ်နေတာကိုဆရာကြီးလည်းအခုနောက်ကကျုပ်တို့ပြောတာကြားပြီးတည်တယ်လို့သိထားပြီးပြီဆိုတော့ဟိုကျုပ်တို့တခါသေးဘူးပြင်ပေါ်နှားလဲဖြစ်နေလို့ပါဗျာရွာခိုင်းလူရဲ့စကားကြောင့်ဘိုးသိတိပြုံးမိသွားရတယ်อืมမောင်ရင်တို့ခံစားချက်ကိုနားလဲပါတယ် မောင်ရင်မေးသလိုဆိုရင်တော့ဘိုးတို့ကအထက်လမ်းပဲဆိုတော့အမှန်ကတော့ကန္နာကြီးကြီးသွားပြီပါကဲကဲဒါရီထားပါတော့အခုမောင်ရင်တို့ရောက်မှအခက်ခဲကိုဘိုးတို့ကူညီပေးမယ်အဖိုးကပေးဖို့မလိုပါဘူးရေဆက်ရှိလို့ဆုံးရရတာကူညီထိုက်လို့ကြုံရတယ်ပဲမှတ်ပါလေဒီတော့သွားမယ်လမ်းကိုသားမောင်ရင်ဥဆောင်ပြီတော့ရွာကန်လူကဝမ်းသာသွားတယ်ဒီလိုနဲ့ပဲဘိုးသိကြီးတို့အဲ့ဒီလူနဲ့အတူဒုဂရောဆိုတဲ့ရွာစီကိုခကြီးထထဝင်ရောက်ခဲကြတော့လေ ွာချီကိုခြေချမိလိုက်ကြနိုင်တဲ့ဘိုးတိတိကောဒိုးညီနောင်တို့ပါလွန်ခဲ့လွန်းတဲ့သွေးညီနှံတို့ကိုအပြင်းထန်ခံစားမိလိုက်တယ်။အင်းတော်သေးတာပေါ့အချိန်မီသေးလို့ဘိုးတိတိကခတ်တူတူပြောတော့ဒိုးညီနောင်တို့ကဦးတိတိမျက်နှာကိုမော်ကြည့်မိကြတယ်။လွာကန်လူကတော့ဘိုးတိတိရဲ့စကားကြောင့်စိုးရင်ဒီကြီးဖြစ်သွားဟန်နဲ့ဆရာကြီးဘာကြောင့်များလဲပြောပြပါဦးဗျ။အင်းဘိုးတို့ရောက်တာအချိန်မီသေးတယ်လို့ပြောတာပါမဟုတ်ရင်တော့အချိန်ကြီးကပိုးဆိုးပြီးမောင်ရိုးရွာမှာသွေးလှမ်းရတော့မယ်။ ဟမ်ဒါဒါဆိုရင်တော့လောက်ပေါင်ဆရာကြီးရယ်อืมအခုကတော့စိတ်မကူပါနဲ့တော့ဘိုးအားလုံးကိုတောင်းရင်ယူတယ်မောင်ရင်သာဘိုးလိုစီတဲ့အတိုင်းလိုက်လုပ်ပေးကြည့်ဟုတ်ကဲ့ဆရာကြီးပြောပါဗျာတသွေးမတိန်လိုက်လုပ်ပေးပါမယ်อืมကောင်းပါပြီဒါပြင်ဘိုးလိုတော့အခုနေရွာလေးကိုလိုက်မဝင်တော့ဘူးဘာကြောင့်လဲဆိုတော့မောင်တို့လူတွေကမောင်နိုင်စီရောက်နေပြီဆိုတော့ဘိုးလိုရောက်လာတာကိုသိရင်တစုံတရာဖြစ်လာလိမ့်မယ်ဒီတော့ဘိုးလိုဟောဒီရွာပြင်ဇေယျစီမံနေရင်မယ်တူမောင်လဲ ီအသားတွေကိုဘိုးတို့စီမှာခဏထားရိုက်ခဲ့လိုက်ပြီးရင်တော့အခုကိုပဲသူတို့မသိအောင် ရွာထဲကိုဝင်ပြီးအချင်းကြီးအကြောင်းကြောင်းပြောပြကြည်ပြီးရင်တော့မိသားစုတွေကိုဖဲခွာစီပြီးညနေဆောင်ချိန်မှာဒီကအသားတွေကိုပြန်လာယူလေမင်းသွားနေတော့ဘိုးတို့ကမင်းဝင်လာတဲ့အသားတွေကိုမန္တန်အုပ်ပြီးထားမယ်ဟုတ်ကဲ့ဆရာကြီးဒါမှဆာလောင်မှုကြောင့်တတိမမှုပဲစားတော့ပြီးတဲ့အခါမှာသူတို့မှီးငိုက်ကုန်ကြလိမ့်မယ်အဲ့ဒီအခါမှာရွာကလူတွေအကူကြီးနဲ့တန့်ရှင်းတဲ့နေရာမှာသူတို့ကိုစုဝေးထားကြပါ ပြီးရင်တော့ဘိုးတို့ရောက်လာခဲ့ပါမယ် ဘိုးသိကြီးပြောပြပြီးနောက်မှာတော့ရွာကန်လူတွေဝေယူလာတဲ့ပန်းတကူအသားဖြစ်နေတဲ့အမဲသားပုံကိုမန်နယ်တချို့မန်းအုပ်ပေးတယ်။အဲ့ဒီအချိန်မှာရွာကန်လူကတော့ဘိုးသိကြီးပြောသလိုပဲအမဲသားတောင်းကိုထားရည်လို့ဓာတ်လေးကိုဝင်သွားခဲ့လိမ့်ပြီ။ညနေဆောင်အချိန်တတ်မယ်အကုန်လုံးကိုတတ်မယ်ငါအသားစားချင်တာကိုတင်းလို့မကြွေးဘူးငါအသားမစားရင်သွေးတောင်းရမှကြည်နဲ့မယ်အချိန်တန်လို့အသားမဆရတော့ရွာထဲမှာချက်ဖောင်းတို့လူစုပြောင်းဆန်နေကြပြီ သူတို့လူစုဒေါသထွက်ရန်လိုနေပြီးမဲမဲမြညာကိုရန်ပြုတ်ကိုစူးစမ်းနေကြတယ်။ကျန်သူတွေမိသားစုတွေကြိုတင်ပြီးရှောင်ရှားနေကြတော့အန္တရာယ်မရှိခဲ့ဘူး။ချက်ဖောင်းတို့လူစုကတော့ဘယ်သူမှမမြင်လေပိုဒေါသထွက်လေပိုတောင်းကျမ်းလေပါပဲ။တပြေးပြေးနဲ့ဆာလွန်မကဆာလာတော့သူတို့ဘာသာ တိုင်တွေကို ကောင်းလိုက်ပြီးဆောင်ပြီးကြာစင်းလာတဲ့သူတွေကိုအာသာပြောင်းတောက်တုံးနေကြတယ်။အဲ့ဒီအချိန်မှာပဲအသားရပြီဗျအသားရပြီ။ ။အော်ဇန်ကိုကြတော့ချက်ပေါင်းတို့လူစုဆက်ခနဲ့ဖြစ်သွားကြတယ်။ပြီးတော့ကိုစီကုန်းကနေတိတိကနေအတင်းကာရောပြေးထွက်လာကြကုန်ပြီးအတန်ကြာရကိုလိုက်ရှာကြတော့တာပဲ။အဲ့ဒီချိန်မှာအခုနောက်ကအော်ဇန်ကပျောက်သွားခဲ့ပြီ။ဒီတော့ချက်ပေါင်းတို့စိတ်တို့ကြပြန်တယ်။ဒါပေမဲ့ခဏတာပါပဲ။ဘာကြောင့်လဲဆိုတော့သူတို့စီကိုအမဲသားရဲ့နှက်တချို့ကလာရောက်ရိုက်ခတ်တာကြောင့်ပဲ ချက်ဖောင်းတို့နှာခေါင်းလှုပ်ဆုပ်ဆုပ်လုံရင်းအနက်လာရကိုအပြေးလွှားရှာကြရင်းနဲ့ရွာလေလမ်းစီမှာချထားတဲ့အမဲသားတောင်းကိုတွေ့တော့အတင်းခါရောက်ကိုပဲပြေးလို့လူရဲစားတော့ကြတော့တာအချင်းချင်းလဲတွန်းထိုးရိုက်ဖို့ကြသေးတယ်လူရဲစားတော့ကြရင်အားလုံးကစားလုံးနေကြတာဆိုတော့ခဏအတွင်းမှာပဲအမဲသားတောင်းကပြောင်းသလင်းခါသွားခဲ့ပြီစားတော့ပြီးတဲ့နောက်မှာတော့ချက်ဖောင်းတို့လူစုတဟီးနဲ့အော်ဟစ်မှန်ပြီးနေကြရင်းနဲ့ရုတ်တရက်ကြီးလေးလံထိုင်းမိုင်းလာလို့လဲကြကုန်တော့တာပဲဒီအခါမှာတော့ပုံအောင်ဆောင်သိနေကြတဲ့ ရွာသူရွာသားရောက်လာကြပြီးသူတို့ကိုတဲဆောင်လို့ရွာလဲစီကဇေဒီကလေးရဲ့ရင်မင်းစီမှာထားရဲလိုက်ကြတော့တာဇေဒီကလေးရဲ့အဝန်းစီမှာမိတိုင်တွေအောင်းလင်းတမီတွေထုံညိထားပြီးလူသူတွေလည်းစုံလင်စုဝေးနေကြတယ်အားလုံးရဲ့လဲစီမှာတော့ဘိုးတိတ်ကြီးနဲ့ဒိုးညီနောင်တို့ဟာတုံးမွေ့ဆိုင်ထိုင်လို့ဖျားဝတ်တဲ့တီလာခိုင်နေကြတယ်အတန်းကြတော့ဘိုးတိတ်ကြီးကဒိုးညီနောင်တို့ကိုမန္တန်တဘုတ်တင်ပေးပြီးနောက်အားလုံးထားရဲလိုက်ကြတယ် ကဲကဲကဲအားလုံးပဲဒီကလူတွေကိုဒူးတော့လျက်အနေထားဖြစ်အောင်ပြုပြင်ဖိမပေးကြကြည်ရာသူရသားတွေကအကူအညီပေးကြတယ်ပြီးတော့ဘိုးတိတ်ထီကကျေးလင်ပန်းသုံးချက်နဲ့တတိကောင်းပြီးတန်မာတဲ့လူသုံးယောက်လိုလေခဏပါပဲဘိုးတိတ်ထီလိုအပ်တာကိုရာသူရသားတို့ကစီမံပေးကြတယ်လိုအပ်တာတွေရတဲ့အခါမှာတော့ဘိုးတိတ်ထီကကဲလူလေးတို့မင်းတို့တွေခေါ်ထားတဲ့သူတယောက်စီကိုကျေးလင်ပန်းတစ်ချက်စီခြင်ထားစီလိုက်ပြီးရင်ဟိုကိုင်းကန်ရှင်တွေရဲ့ ညာဘက်လက်နဲ့ခေါင်းအုပ်ကိုကင်ပြီးဘိုးတင်ပေးထားတဲ့မန်တန်ကိုတဦးကိုခုနှစ်အုပ်စီအုပ်ချင်းသူတို့ကိုဘိုးစီမှာထိုးထားတဲ့ဘလူးရုပ်စီးမင်းကြောင်တွေကဒစုံတရာထွက်လာလိမ့်မယ်။အဲ့ဒီခါကျရင်အသားနဲ့မထိစီပဲကြေးလင်မဲ့နဲ့ခိုင်းဦးကြီးကွ။တို့ညီနောင်တို့လည်းဘိုးတိတ်တိပြောသလိုလှုပ်ဆောင်လိုက်ကြလေ။သုံးယောက်သားအစီရင်ပြုခံထားရသူတယောက်စီကိုတောင်းယူပြီးမန်တန်အုပ်လို့အစီရင်ဖြည့်ပေးကြတယ်။ဦးဆုံးတယောက်စီကိုမန်တန်အုပ်လို့ခုနှစ်အုပ်ပြည့်ချိန်မှာတော့ ကိုဘိုးစီမှာရှိနေတဲ့ဘလူးရုပ်စင်းမင်းကြောင်စီကမဲနဲ့နေတဲ့အယိုးစားလိုအရာလေးကအသားကိုဖောက်လို့ထိုးထွက်လာခဲ့တယ်။အဲ့ဒီအစာကလေးထွက်သွားတာနဲ့ထိုးထားတဲ့ဘလူးရုပ်ကမင်းကြောင်စီကြီးတွေဟာအလိုလိုပြဲလွင့်သွားခဲ့လေ။ဒီလိုနဲ့ပဲအားလုံးကိုအစီရင်ဖြည့်ပြီးသွားတဲ့အချိန်ကျတော့အယိုးစားကလေးက15ခုတိတိရခဲ့တယ်။ဒါရီကိုစူဝေးလိုက်ပြီးနောက်ဘိုးတိတိကတိတ်စီလိုက်ပြီးရေတစ်ခွက်ကိုတောင်းယူတယ်။ပြီးတော့မန်တန်ရုပ်လို့ရင်းမြင်းတော်စီမှာငူငူကြီးတွေရှိနေကြတဲ့ချက်ဖောင်းတို့လူစီကိုပတ်ဖြန်းလိုက်တော့တယ်။ ချက်ချင်းဆိုလိုပဲချက်ပေါင်းလို့လူစုတုံရင်ကုန်ရပြီးတတိပြန်လည်လာခဲ့တယ်။ပြီးတော့အဖြစ်ပြက်ကိုမင်းမြတ်လို့သူတို့တွေထန်တော့မှရန်ပြချင်းရန်ပွဲအခအစထိပဲမှတ်မိနေကြကြောင်းနဲ့နောက်ပိုင်းနေမှာဘာဖြစ်တယ်ဆိုတာမသိရတော့ကြောင်းပြောပြတယ်။အားလုံးစီကအရင်ကအစီမံပြုဝေးခဲ့တဲ့ဆရာကိုအပြစ်တင်ကုန်ကြပြီးချက်ပေါင်းတို့ကိုလည်းဘိုးသိက္ခီတို့ရောက်လာခဲ့တဲ့အတွက်ကံကောင်းတယ်လို့ပြောကုန်ကြတယ်။ဒီအခါဘိုးသိက္ခီကဒါနဲ့မောင်တို့ကိုဘိုးတို့ကမေးပြစီဟုတ်ကဲ့မေးပါဆရာကြီးခင်ဗျာ။ အေးကွယ်ဘိုးမီးလိုတာကတော့အချားမဟုတ်ဘူးမောင်တို့ကိုအစီမံပြုတဲ့ညတုန်းကအဲ့ဒီဆရာကမောင်တို့ကိုဗာလီမာခဲ့တယ်လေသွေးစိမ့်နဲ့အသားစိမ့်ကိုရှောင်ရှားချဖို့အထူးမှာပါတယ်ဆရာကြီးခင်ဗျာချက်ဖောင်းတို့လူစည်းကတပြိုင်တည်းဖြေကြတယ်ဒါဆိုရင်တော့စီမံပေးတဲ့သူဟာခီးလန်းသွားလာရင်အခအချင်းွေကိုမတမာတဲ့အောက်လန်းနီးနဲ့ရှားပွေသွားခဲ့ရုံပါပဲဒါပေမဲ့မောင်တို့ကို တားမြစ်တင်တာကိုတော့သူတားမြစ်သွားတယ်ဆိုတော့သူဟာစိုးသွမ်းတဲ့သူလို့တော့မြင်ဆချင်မှုပဲကဲပါလေဒါတွေကပြီးခဲ့ပြီပဲ ဒါနဲ့မောင်တို့ကိုသူကဘာနဲ့အစီအမံပြုပေးခဲ့ရဆိုတာကိုရောသိကြရဲ့လားအလုံးကခေါင်းကိုခါရင်ကြပြီးမတိချောင်းပြောကြတယ်ဒီတော့ဘိုးတကြီးကပဲသူကမောင်တို့ကိုစီရင်ပေးခဲ့တာကဘလူးတရေသားရဲ့အယိုးစားရင်းနဲ့အစီအမံပြုပေးခဲ့တာဒါကြောင့်စိတ်ရိုင်းငုံရောဘလူးရဲ့တန်တန် မောင်တို့စီမံမတက်ရအောင်သူကအသွေးနဲ့အသားစိမ့်ကိုအထူးတလဲရှောင်ခိုင်းနေတာပေါ့အဲဒီနေရာမှာအချိန်နေစိုးသွမ်းသွားစီတာကတော့မောင်တို့ကရံမွဲဖြစ်ပြီးလူသွေးကိုစပြီးတောက်သုံးမိကြတော့ပိုပြီးစိုးသွမ်းသွားခဲ့တာပဲ။ ီကနေအကြောင်းဆိုလိုက်ရင်မောင်းတို့တရားလုံးတော့အမျိုးပြုတ်သွားစီနိုင်လောက်တဲ့အထိဖြစ်သွားနိုင်တယ်။ဒါရီအလုံးကဘာကြောင့်ဖြစ်တာလဲသိကြလားကွ။ရသူရသားတို့တွေကတရားတော်ပေါက်ဖြီလာကြတယ်။ညာတော်အဖင်အောင်လန်းစီရင်ပြုပေးသွားတဲ့ဆရာကိုပဲအပြစ်တင်ကြကြည်တော့တာ။ဖြီတော်နေဆုံးတော့ဘုသိက္ခိကမောင်တို့အလုံးဖြီကြတာတွေကမှန်နေတယ်လို့တော့မှန်ကြပါလေ။ဒါပေမဲ့အဓိကကြတဲ့အကြောင်းအရာကိုတော့မောင်တို့မဖြီနိုင်ကြဘူး။ဘိုးပဲဖြီပြီးပါမယ်။တကယ်တော့အခုအဖြစ်ပြက်ပြီးဖြစ်စီခဲ့တဲ့အကြောင်းက မောင်နှုတ်တရေမှာဖြစ်တည်လာခဲ့တဲ့မတော်တဲ့နီးလန်းတဲ့ဂုံတုကိုရယူလို့ပြီးကြော်စုံးမှုကိုပိုင်ဆိုင်ခြင်းလာကြောက်မယ်အလုံးခန်းစားမိကြပြီလားအလုံးကိုကိုကိုစင်ကျင်တဲ့အနေနဲ့တရင်ကတော့ငြိမ့်တက်သွားကြတယ်နောက်တော့အဖြစ်မှန်ကို သုံးသက်နိုင်ကြပြီးမှန်ကန်တဲ့အကြောင်းကိုတပြိုင်တည်းဖြေချလိုက်ကြပါတော့တယ်ပြီးတော့ဘိုးသိတိကိုလည်းယေစုတင်လုံးစွာနဲ့ဥခိုက်ကြောကြပါတော့တယ်ဒီလိုနဲ့ဘိုးသိတိကအစီမံပြုခံထားရသူတို့ကိုအခွင့်အသင့်မှာကဒုံလပန်ရဟန်းဝိကြရမှာကြပြီး နောက်တစ်နေ့နဲ့အစောမှာတော့ဒိုးညီနောင်လုံးနဲ့တူရွာကနေထွက်ခွာလာခဲ့ကြပါလေ။တွာကဏီမှာရွာသူရွာသားတွေကလက်ဆောင်တဲ့ကရော့ပစ္စည်းတွေပေးအပ်ကြပြီးမဲ့ဘိုးသိတိတို့ကငင်းဆန်ခဲ့ကြပါလေ။ဟိုးကျုပ်မေးချင်တာရှိလို့ဒိုးကရော့ရွာကထွက်လာပြီးနောက်လက်ခီမှာဒိုးငယ်ကစကားဆလာခဲ့ပြီ။မေးလေလူလေးဟိုလေဘလူးတန်နေသားဆိုတာကဘာကိုပြောတာလဲ။ဟုတ်တယ်ဗျကျုပ်လည်းအဲ့ဒါကိုသိချင်နေမိတာ ဒိုးငယ်ရဲ့မိမန်စကားကိုဒိုးကြီးကဝင်ထောက်ပြီးပြောလာတယ်။အိမ်ကွယ်ဘလူတရေသားဆိုတာက လူရဲ့ဝမ်းကြောတိုက်မှာတတိအောင်တဲ့ဘလူကို ဆိုချင်တာကွယ်။ဒါတွေကိုမွေးတဲ့အခါမှာနားလေတွက်ချမ်းတဲ့ဆရာကြီးနဲ့ချီချုပ်ပြီးမှမြှုပ်နှံရတယ်။ဒါပေမဲ့တချို့ဒေသတွေမှာじゃဆရာကြီးနဲ့အလန့်ဝေးလာမှုမွေးလာတဲ့ဘလူတန်နေသားကိုအပိုင်းမှန်ဖြတ်တော့ပြီးနေရာခွဲလို့မြှုပ်နှံကြတယ်။ ီအခါမှာအစွဲမချွတ်ထားခဲ့တော့အခုနောက်ကလိုအောင်လန်းဆရာမျိုးကရှာဖွေပြီးအစီအရင်တွေ့ကြတာပေါ့လေဘိုသိရီရဲ့အဖြေစကားအဆုံးမှာတော့ဒိုးညီနောင်တို့တခါတော့ကသူတို့ညီကိုချေချုပ်ခဲ့ဘူးတဲ့ခါတကဘလူကိုသတိရမိသွားကြတယ်။အင်းလောကီရီယာကရှုပ်ထွေးလွန်းမှလေလူလေးတို့ရဲ့ဒါရီကိုတချိန်ကျရင်တော့လူလေးတို့နားလည်လာပါလိမ့်မယ်။ကဲကဲခီးဆက်ကြစီအောင်ဆိုသုံးသာခီးလန်းစီကိုအာယုံဆိုင်လို့ဆက်လန်းကြတယ်။ဒီလိုနဲ့ခီးဆက်ကြရင်သုံးဘက်လောက်ကြာမှတော့ တင်ပေါင်းဆိုတဲ့ရွာတရွာစီကိုသူတို့ရောက်ခဲ့ကြတယ်။အဲ့ဒီခါမှလည်းအရှိအရှိကလိုပဲရွာစီမှာ အလွန်ထူးဆန်းတဲ့အခက်အခဲတခုကိုကြုံနေကြရလေ။ဒီအကြောင်းကိုတော့ဘုန်းကြီးကဝန်းဆိုတဲ့ဇလန်းလေးမှာဆက်လက်ဆောင်မျောနားဆင်ခန်းစားပြကြပါအောင်ခင်ဗျာ။ဒီကနေ့တင်ဆက်ပေးခဲ့တဲ့ဇလန်းလေးကတော့နောင်ရုပ်စီရေးသားထားတဲ့ဒိုးညီနောင်နဲ့ဂံမီလာဖြစ်ရဲ့ဆံများဆိုတဲ့ဇလန်းတွေကနေတတိယမြောက်စီမင်ကျောင်းဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။ စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းလေးတွေကိုအမြဲဆက်လက်တင်ဆက်ပေးနေအောင်မှာမို့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးခဲ့ကြပါဦးနော်ကျွန်တော်ကတော့တင်ဆက်သူဇာနီပါအဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်